မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးစကားပြောဆိုနီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်ဒီနေ့တော့တတမတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့ခရီးသွားဆောင်းမလေးတပုတ်ကိုဖတ်ပြပေးကြပါမယ်ခရီးသွားဆောင်းမသုတရတ္တဇကပြေအမျိုးအစားထဲမှာပါတဲ့ခရီးသွားဆောင်းမလေးတပုတ်ဒီဆောင်းမလေးကတော့ကြိုက်သီးဟုတ်တဲ့ ကြိုက်ထီးယိုးဆိုတာကတော့မြန်မာနိုင်ငံရဲ့နာမည်ကျော်ကြားတဲ့နေရာတစ်ခု ဖြစ်ပါတယ်တောင်ပေါ်ဒေသမှာတည်ရှိတဲ့အတွက်ကြောင့်လူအများရဲ့စိတ်ဝင်စားမှုကိုခံရတဲ့နေရာဒေသလည်းဖြစ်ပါတယ်တဘာဝပန်ဝန်းကျင်အလှတရားတွေကိုကြိုက်ထီးယိုးတောင်ပေါ်ကနေပြီးတော့ရင်ကြည့်ရှုနိုင်တဲ့အတွက်ကြောင့်မလို့ပြည်သူလူထုတွေဟာပျော်ရွှင်ချမ်းမြေ့ တဲ့စိတ်ခံစားမှုကိုပေးစမ်းနိုင်တဲ့နေရာဒေသတစ်ခုလည်းဖြစ်ပါတယ်။နောက်တစ်ခုကကြိုက်ထီယိုဖျားရဲ့တီရှိနေပုံ။ကြိုက်ထီယိုဖျားရဲ့တီရှိနေပုံဟာလည်းနော်အလွန်ခရီးသွားတွေအလွန်အံ့ဩပွဲကောင်းတဲ့အတွက်ကြောင့်မလို့ခရီးသွားတွေကိုဆွဲဆောင်မှုရှိတဲ့နေရာဒေသတစ်ခုလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာတင်မကပဲနဲ့ ကဘာပေါ်မှာပါကြိုက်ထီးယိုဖျားနာမည်ကျော်ကြားတယ်ဆိုတဲ့အကြောင်းကိုဒီကြိုက်ထီးယိုဖျားဆောင်းမလေးကိုဖတ်ရှုကြည်ခြင်းအပြင်လေ့လာသိရှိရမှာ ဖြစ်ပါတယ်ကဲဒါဆိုရင်ကြိုက်ထီးယိုအကြောင်းကိုဖတ်ကြအောင် ိုက်ထီယိုသည်မြန်မာနိုင်ငံ၏နာမည်ကျော်ကြားသော နေရာတစ်ခုဖြစ်ပါသည်။မွန်ပြည်နယ်ကြိုက်ထုံမြို့မြောက်ဖက်16မိုင်ကအကွာတွင်တည်ရှိသည်။အထက်မြန်မာနိုင်ငံမှလာလင်ဖြစ်စေ၊ရန်ကုန်မြို့ဘက်မှလာလင်ဖြစ်စေ၊ဖျားကြီးမြို့၊ဝေါ်မြို့တို့မှတဆင့်စစ်တောင်းတရားကိုကျော်ဖြတ်ပြီးလာရောက်နိုင်သည်။မြိတ်မြို့၊ဒဝဲမြို့၊ရေးမြို့တို့ဘက်မှလာလင် မော်လမြိုင်မြို့မှတဆင့်တန်လွင် မော်လမြိုင်တရားကိုကြော်ဖြတ်ပြီးလာရောက်နိုင်သည်ကရင်ပြည်နယ်မှလာလျင်ဖအံမြို့တထုပ်မြို့တို့မှတဆင့်လာရောက်နိုင်ပါသည်ကြိုက်ထီယိုဒေသနာမည်ကြော်ကြားရခြင်းမှာတောင်ပေါ်တွင်တည်ထားသောကြိုက်ထီယိုဇေဒီတော်ကြောင့်ဖြစ်သည်ကြိုက်ထီယိုဟူသောအမည်မှာကြိုက်ဤတီယိုဟူသောမွန်စကားမှဆင်းသက်လာသည် အတိတ်ဘယ်မှာကြာ ဖရာဣတိယတိယိုရွတ်တိယတိဥကောင်းဖြင့်ရွတ်ထားသောဖရာဟုဆိုလိုသည်ကြိုက်တိယစေရီတော်သည်မြတ်စွာဘုရား၏စံတော်ရှင်ကိုထာပနာ၍တည်ရှိထားသောကြောင့်တကောကြီးသည်ဟုယုံကြည်ကိုးကွယ်ကြသည်ကြိုက်တိယတောင်ပေါ်သို့ ရောက်ရှိရန် တောင်ကြီးရှိကင်မွန်းစခန်းမှ တောင်တက်ကားများဖြင့်တက်ကြရသည်ကေမွန်စခမ်းမှ တောင်ပေါ်အထိခြေချင်းတက်၍ လဲသွားနိုင်သည်ကားဖြင့်တက်လျင်တဏှာဤခန့်ကြာသည်ခြေခြင်းတောင်းတက်လျင်မူနေတဝဲခန့်ပင်ပင်ပန်းပန်းတက်ကြရသည်ယခုအခါတွင်ကြိုက်ထီးဟုသို့ခยีသွားလာသူများသည် ကားဖြင့်သာ တောင်ပေါ်တို့ တက်လက်ရှိကြသည်ကြိုက်ထီးဟုတောင်ကျင်ကင်မွန်းစခန်းမှဇေဒီတော်ရှိရာတောင်ပေါ်အထိကားဖြင့်ဓာတ်ရိုက်တက်၍လဲရသည် ခရီးတဝက်ဖြစ်သည့်ရသေတောင်စခန်းတွင်ရနာကကောင်းငင်ကျိုးရင်များဖြင့်တက်၍လဲရသည်ကေမွန်စခန်းမှ တောင်ပေါ်သို့တက်ရာတွင် တောအထက်ထက်ကိုဖြတ်၍တောင်ပတ်လန်းတွင်ကိုယ့်ကဝိုက်ကကားစီရသည်မှာပျော်စရာလဲကောင်းသည်ရင်ဖို့စရာလဲကောင်းသည်ကားစီရင်တဘာဝပန်ဝန်းကျင်ကို ကြည့်ရှုရသည်မှာကြည်နူးစရာလဲဖြစ်သည် တောတောင်ရေမြေဤလေကောင်းလေတန့်ကို ရှူရှားရသည်မှာစိတ်နှလုံးလန်းဆန်းစရာလဲဖြစ်သည် ကောင်းငင်ကြိုးရင် စီးရသည်မှာလဲထူးခြားသော အတွေ့အကြုံသည့်ကိုရရှိစေသည်ကြိုက်တရုတ်တောင်ပေါ်သို့ရောက်လျင်မော်တော်ယာဉ်ရန်နာစခန်းမှဖြစ်စေကောင်းငင်ကျုံရေရနာစခန်းမှဖြစ်စေရေမြင်တော်ရှိရာသို့10မိနစ်ခန့်လမ်းလျှောက်ရသည် တောင်ပေါ်လန်းတလျှောက်တွင် ခရီးသည်များနားခိုရန် နားနေဆောင်များ စားတောက်ဆိုင်များဈေးဆိုင်များတက်ကုတ်ကန်းများရှိရာ စိတ်ကြိုက်နားနေနိုင်ပါသည်တက်ကြီးရွယ်အိုများမတန်ဆွမ်းသူများသည်ရင်မြင်တော်ရှိရာသို့ အထမ်းသမားများဖြင့်တက်တောင့်တက်တာတွားရောက်နိုင်ပါသည်ကြိုက်သေးစေရီတော်တည်ရှိနေပုံမှာအံ့ဩစရာကောင်းမှသည်ကြီးမားမန်းဆောက်သောကြောက်ဆောင်၏အစွန်းတွင် လုံးပတ်ပင်90ခန်းရှိသောကြောက်တုံးကြီးတုံးရှိသည်ကြောက်တုံးကြီးသည်တောင်ဆောင်အပြင်ဘက်သို့တဝက်နီးပါးထွက်နေသည်ထိုကြောက်တုံးကြီး၏ရသေးကြီးဦးကောင်းနှင့်ထိုကြောက်တုံးကြီးသည်ရသေးကြီးဦးကောင်းနှင့်တူသည်ကြောက်တုံးကြီးကိုထွင်းထူပြီးမြတ်စွာဘုရား၏စံတော်တစုကိုထာပနာခဲ့သည် ထိုကြောင့်တုံးကြီးပေါ်တွင်ကြိတ်ထီးဥစေတီတော်ကိုဖူးမြင်နိုင်သည်စေတီတော်ဤဉာဏ်တော်သည်15ပေရှိသည်စေတီတော်ကို လုံးတော်ပြည့်ရွှေဆိုင်များကပ်လူထားသည်စေတီတော်တီရှိရာကြောက်တုံးကြီးကိုလည်းဖျားဖူးများကရွှေဆိုင်များကပ်လူကြသည် ထို့ကြောင့်လဲကြိုက်ထီးဥစေတီတော်သည်ရွှေရောင်တဝင်းဝင်းဖြင့်အဝေးမှဖူးမြော်လင်းတွင် ကြီးညိုစရာကောင်းလှသည် နန်းနန်းစောစောတွင်အာယုံဆုံးကတ်လှူဒန်းရသည်မှလည်းကြည်နူးပွဲဖြစ်ပါသည်အာယုံဆုံးကတ်လှူဒန်းပြီးနောက်အာယုံနေထွက်ပေါ်လာသည်နှင့် လာသည်မှကြည်နူးပွဲကောင်းလှပါသည်နန်းနန်းစောစောတွင်အာယုံဆုံးကတ်လူလှူဒန်းရသည်မှာကြည်နူးပွဲဖြစ်ပါသည်အာယုံဆုံးကတ်လူလှူဒန်းပြီးနောက်အာယုံဦးနေထွက်လာသည်ကို တောင်ပေါ်မှကြည့်ရှုရသည်မှာလဲနှစ်သက်ဖွယ်ကောင်းလှပါသည်ခရီးသည်များသည်ကြိုက်ထီယောအနီးရှိအနီးပန်းဝန်းကျင်ရှိ ရေတကုံကြီးကံပဇံမုံဆိုးတောင်စသည့်နေရာများသို့လဲပတ်နိုင်ပါသည်ကြိုက်သေးသည်တီနေပုံစမ်းကြဲခြင်းရေမြေတောတောင် တဘာဝပန်ဝန်းကျင်တာယာလှပခြင်းသွာလာရန်လွယ်ကူခြင်းတို့ကြောင့်နှင်းစင်သွာရောက်လဲပတ်သူများပြားလှပါသည်ကြိုက်သီယိုသည်မြန်မာနိုင်ငံတွင်သာမက ကဘာတွင်မှာထင်ရှားကြောကြသည့်နေရာဖြစ်သည့်အတွက် ကဘာလှည့်ခရီးသည်များလည်း စိတ်ဝင်စားစွာလာရောက်လဲပတ်ကြသည်ကြိုက်သီယိုတို့လာသွားရောက်လဲပတ်ကြသူများသည်ပျော်ရွှင်ခြင်းစိတ်နှလုံးအေးချမ်းခြင်းကြည်နူးဝမ်းမြောက်ခြင်းအမောအပန်းပြေပြောက်ခြင်းကိုလက်လန်းဆန်းခြင်းစသည့်အကျိုးများကိုရရှိကြသည်ကြိုက်သီယိုသည်ဖျားဖူးများပြည်တွင်ပြပ ခီးသွားများဖြင့်တနစ်ပတ်လုံးစီကားလျက်ရှိပါသည်ဒါလေးကတော့တတမာတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့ကြိုက်ထီးကိုဆိုတဲ့စောင်းမလေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ဒီကြိုက်ထီးကိုဆိုတဲ့စောင်းမလေးမှာခက်စစ်အဖွင့်ခုနှလုံးအထိပေးထားတာတွေ့ရပါတယ်เนาะပထမဆုံးကတော့ကောင်းငင်ကြိုးရင် ကောင်းကင်ကျိုးရင်ဆိုတာတောင်ပေါ်စခန်းနှစ်ခုကိုကောင်းကင်မှကျိုးဖြင့်တွေ့တန်း၍လျှက်စစ်တက်အသုံးပြုကပို့ဆောင်တော့ရင်တဲ့နောက်တစ်ခုကညံတော်ဉာဏ်တော်ဆိုတာဇေရီပထောဖျားစင်တို့ဤအမြင့်နောက်တစ်ခုဟာဌာပနာဌာပနာဆိုတာမွေတော်တတ်တော်စသည်တို့ဇေရီပထောတွင်ထက်သွင်းသည် နောက်တစ်ခုအားရင်းမြင်တော်ရင်းမြင်တော်ဆိုတာဖျားစေတီဝွန်ကျင်ကျယ်ပြန့်တော်နေရာနောက်တစ်ခုအားရွှေဆိုင်ရွှေဆိုင်ဆိုတာဖျားစိမ့်တို့တော်တုံးမဟုံးစေတီတော်ဒီမှာကတ်လူတဲ့ရွှေစင်ရွှေပြား နောက်တစ်ခုကလုံးတော်ပြည့် လုံးတော်ပြည့်ဆိုတာဖះဆင်းနုတော်စသည်တို့ဤဒုတဲပတ်လေအပြည့်နဲ့တက်တောင့်တက်တာမပင်မမဲတက်တက်တာတာဆိုပြီးတော့ယခက်စစ်အဖွင့်ခုနှလုံးအထိ ပေးထားတာတွေ့ရမှာဖြစ်ပါတယ်။ ကဲဒီနေ့ဖက်ပြပေးခဲ့တာကတော့ခီးသွာစောင်းမားတဲ့ကတုတရတ္တဇကပြေအမျိုးအစားတဲ့ကနေပြီးတော့ရင်ကြိုက်ထီယိုဆိုတဲ့စောင်းမားလေးကိုဖက်ပြပေးခဲ့တာဖြစ်ပါတယ်တတ္တမာတန်မြန်မာသာဖက်ဆံမပါဝင်တဲ့ကြိုက်ထီယိုဆိုတဲ့ခီးသွာစောင်းမားလေးဖြစ်ပါလိမ့်ရှင်ကျေးဇူးတင်ပါတယ်